င်္ဂလာပါရှင်။တောင်လင်းထိုင်းရဲ့ဧပြီလ16ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်ကြည်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ပြီးလဲမှာဖုန်ကြီးကြောင်ဖုန်ကျဲခံရလို့အရသားနှစ်ဦးသေဆုံး၁၀ဦးကျော်ဒဏ်ရာရခဲ့တဲ့သတင်း ကရင်ပြည်နယ်နှမ်းတိုက်ပွဲတွေကြောင့်အရေးပေါ်ကိစ္စမရှိရင်ခရီးမသွားဖို့ KNU သတိပေးလိုက်တဲ့တဲ့နဲ့ကော့ဂရိတ်တိုက်ပွဲကြောင့်မော်လမြိုင်ကိုဆစ်ဆောင်သူတွေများလာတဲ့တဲ့နိုင်ငံရေးဥတီချက်6ချက်ကိုအခြေခံတဲ့တွေးဆောင်ဆွေးနွေးမှုဖြစ်နိုင်ခြေရှိမယ်လို့ NUG ပြောလိုက်တဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့အခြေအနေတိုးတက်မလာရင်ယူကရိန်းငြိမ်းချမ်းရေးကြိုးပမ်းမှုဆွန့်လွတ်တော်မယ်လို့အမေရိကန်ပြောလိုက်တဲ့သတင်း အစ္စရေးဝန်ကြီးချုပ်ကိုဖမ်းဆီးဖို့ပြက်ကွက်မှုကြောင့် ICC ကဟန်ဂေရီကိုစတင်ဆစ်ဆင်းနေတဲ့သတင်းတွေနဲ့အတူအာနာသိန်းကလာတက်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အခြေလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါ မော်ဘီနယ်ဘီလင်းမြို့နယ်မင်းစောကျေးရွာရှိဖုန်ကြီးကျောင်းဘုံကျဲတိုက်ခိုက်ခံရကြောင်းအရသာနှစ်ဦးသေဆုံးပြီး၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသအခြေစိုက်တော်လန်ရေးတပ်ဖွဲ့တွေကတာဝန်ထမ်းမှုပြောပါရတယ်။ဧပြီလ၁၉ရက်နေ့မနက်၁၇နာရီအချိန်ခန့်မှာစစ်ကောင်စီတပ်ဟာတိုက်ပွဲမရှိဘဲမတ်စောကျေးရွာရှိဖုန်ကြီးကျောင်းကိုတိုက်လေရင်နဲ့ဘုံနှလုံး၅ရောက်ကျဲချတိုက်ခိုက်သွားခဲ့တာပါ။ ်ဘုံကျဲမှုကြောင့်ဖုန်ကြီးကြောင့်မှာရှိတဲ့အသက်50ကျော်အရွယ်မြို့သမီးနှစ်ဦးသေဆုံးခဲ့ပြီးတန်ဃာနဲ့ကိုရင်တွေအပါအဝင်10ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ဒဏ်ရာရရှိတဲ့သူတွေထဲမှာဒဏ်ရာပြင်းထန်တဲ့ကိုရင်တပါးထပ်မံသေဆုံးသွားပြီလို့ပြောဆိုတာတွေရှိနေပေမဲ့တန်လွင်ထားအနေနဲ့တိကျဒီပြူနိုင်တာမရှိသေးပါဘူး။စစ်ကောင်စီတက်ရဲ့ပုံကျဲမှုကြောင့်ဖုန်ကြီးကြောင်အဆအဦတွေအပါအဝင်ဖုန်ကြီးကြောင်ဘေးကနေအိမ်နှလုံးထိမှန်ပျက်စီးခဲ့ပါတယ်။ စစ်ကောင်စီတပ်ဘုံကျဲခဲ့တဲ့မင်းစောကြည်ရွာဟာကရင်မျိုးသားစီယုံခရယန်ယူတထုံခရရဲ့အုပ်ချုပ်နယ်မြေဖြစ်ပြီးပြီးခဲ့တဲ့နှစ်မတ်လတုန်းကလည်းမင်းစောကြည်ရွာရှိအလဲရန်ကျောင်းဘုံကျဲခံရတာကြောင့်ចောင်းဆောင်အစာအုပ်တွေထိမှန်ပျက်စီးခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာငလင်ဘေးဒဏ်ကြောင့်ဧပြီလ22ရက်နေ့ထိအပြစ်ခတ်ရက်စဲကြောင်းကြေညာခဲ့ပေမယ့်တိုက်ပွဲမရှိဘဲအရသာပြည်သူတွေနေထိုင်ရာကြေးရွာတွေကိုနေစဉ်နဲ့အမျှဘုံကျဲတိုက်ခတ်မှုတွေဆက်လက်ကျူးလွန်နေတာဖြစ်ပါတယ်။ ကရင်ပြည်နယ်နေရာအနှံ့ပြားမှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့အတွက်ပြည်သူလူထုတွေအနေနဲ့တိုက်ပွဲဖြစ်ပွားရာနေရာဒေသတွေကိုအရေးပေါ်အကြောင်းပြဆမှရှိပဲသွာလာတာတွေမပြုလုပ်ကြဘူးကရင်မျိုးသားစီအောင် KNU ဘိုးကဧပြီလ16ရက်နေ့မှာတတိပေးထုတ်ပြန်ထားပါတယ် လက်ရှိအချိန်မှာကရင်ပြည်နယ်နေရာအနှံ့အပြားမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားလျက်ရှိနေပြီးစစ်ကောင်စီတပ်ကအရသာပြည်သူလူထုပေါ်ပြစ်မှတ်ထားကစာတင်ကြောင်းဖုန်ကြီးကျောင်းတွေနဲ့ဆစ်ဆောင်ပြည်သူတွေနေထိုင်ရာဒေသတွေထဲကိုလက်နက်ကြီးတွေနဲ့လေရင်တွေပြစ်မှတ်ထားတိုက်ခတ်လျက်ရှိတယ်လို့ KNU ကပြောပါတယ်။ ပြည်သူလူထုတွေအနေနဲ့စစ်ကောင်စီတပ်ကပြစ်မှတ်ထားတိုက်ခိုက်ခံရနိုင်တဲ့အဆောက်အဦတွေရဲ့အဝေးမှာနေထိုင်ကြဖို့နဲ့တိုက်ပွဲဖြစ်ပွားရာဒေသတွေတဲကိုအရေးပေါ်အကြောင်းကိစ္စမရှိဘဲသွာလာတာတွေမပြုတ်လို့ဘူး KNU ကအသိပေးထားပါတယ်ဒါပြင်သတင်းမီဒီယာတွေဒေတာရင်းတက်ကြွလှုပ်ရှားသူတွေအနေနဲ့သတင်းရယူတင်ဆက်ရမှာပြည်သူလူထုပုံရှောင်နေတဲ့နေရာတွေကိုစစ်ကောင်စီတပ်ကအလွယ်တကူရှာဖွေပြီးလေကြောင်းတိုက်ခိုက်မှုတွေလက်လက်ကြီးပစ်ခတ်မှုတွေမပြုလုပ်နိုင်မှုအတွက်သတိထားတင်ဆက်ပေးဖို့လဲ KNU ကအသိပေးပန်ကြားထားပါတယ်။ ်လက်ရှိမှာတော့ကရင်ပြည်နယ်ကော့ဂရိတ်ကျုံတုံးမြို့တဝိုက်ကအနီးအနားကျေးရွာတွေမှာ KNL တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တို့နဲ့စစ်ကောင်စီတပ်တို့ကြောင့်ပြီးခဲ့တဲ့ဧပြီလ14ရက်နေ့ကစပြီးနှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ကစစ်ကောင်စီတပ်ကလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တာတွေကိုအပြင်းထန်လုံဆောင်နေခဲ့ပါတယ်။ အရသာပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေအပေါ်စစ်ကောင်စီတပ်ကပြစ်မှတ်ထားပြီးနေစဉ်ရက်ဆက်တိုက်ခိုက်ခဲ့တဲ့အတွက်ဒဇန်ကာလအတွင်းမှာကျုံတို့မြို့အနီးတစ်ဝိုက်ကျေးရွာတွေကဒေသခံပြည်သူ20နီးပါးတေဆုံးခဲ့ရပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အများပြားထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။ ဒါပြင်တိုက်ပွဲဖြစ်ပွားရာနေရာတွေကြာပိတ်မိနေတဲ့ကျေးရွာတွေကဒေသခံပြည်သူတွေဟာအပြင်ကိုထွက်ခွာလို့မရဘဲပိတ်မိနေတာတွေအများပြားရှိနေပြီ။တချို့ဒေသခံတွေကတော့မပြောင်းရွှေ့လို့ကြပဲကျေးရွာထဲမှာသာကြံရှိနေထိုင်တာတွေလည်းရှိနေတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။ ဒေတာရင်းလူမှုကွန်ကြီးကယ်ဆယ်ရေးလှုပ်ဆောင်နေသူတချို့ကတော့ပိမိနေတဲ့ကျေးရွာတွေကဒေတာခံပြီးသူတွေကိုတတ်နိုင်တဲ့နီလန်ကနေကွန်ကြီးကယ်ဆယ်ရွှေပြောင်းတာတွေပြုလုပ်ပေးနေပြီအဲ့ဒီထဲမှာလက်နက်ကြီးကြောင့်ထိခိုက်ဒဏ်ရာရရှိထားတဲ့ကလေးငယ်တွေလည်းပါဝင်နေတယ်လို့သိရပါဗျ။ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1938ရာတွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စီးရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1538ရက်တွင်အကြမ်းဖက်သက်ပြခံရပြီးကြာဆုံးခဲ့သူ6499ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါအပြင်ဖမ်းဆီးထိန်သိမ်းခံထားရသူ2930ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ6833ဦးအထိရှိလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်သက်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကကိုကြီးဆောင်ရှောက်ရေးတင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။ ော်ဂရိတ်မျိုးမြောက်ဘက်ပိုင်းနဲ့ကျုံတိုးကော်ဂရိတ်အာရှလမ်းတစ်လျှောက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်မိုဘီနယ်မော်လမြိုင်မြို့စီလာရောက်ဆစ်ဆောင်လာသူတွေများလာနေပါတယ်။ဒီအကြောင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါတယ်။ကရင်ပြည်နယ်ကော်ဂရိတ်မျိုးမြောက်ဘက်ပိုင်းနဲ့ကျုံတိုးကော်ဂရိတ်အာရှလမ်းလျှောက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်မိုဘီနယ်မော်လမြိုင်မြို့ထံလာရောက်ဆစ်ဆောင်သူတွေများလာတယ်လို့စစ်ပေးဆောင်ရေးကိုကြီးညီသူတွေကတံလွင်တိုင်းကိုပြောပါတယ်။ကော်ဂရိတ်တိုက်ပွဲတွေဟာပြီးခဲ့တဲ့ကြံကြာနေ့ကစပြီးကရင်မျိုးသား လူမျိုးရေးတက်မလို့ KNL ဥဆောင်တွေဒိုလိန်အင်အားစုတွေနဲ့စစ်ကောင်စီတပ်တွေကြားနေစဉ်ဒီပါတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ်။နှစ်ဖက်တိုက်ပွဲတွေအပြင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုတွေကြောင့်ကော့ကရီမြို့နယ်အတွင်းရှိကန်းနီတရက်တော်ရေဘူးစားတဲ့ကျွရွာတွေပြင်ကျွရွာပေါင်းဆယ်ရွာတဲ့မင်းကဒေသခံပြည်သူထောင်နဲ့ရှိစစ်ရှောင်တွေရတာပါ။စစ်ပေးရှောင်ရေးကူညီနေသူတို့ကတော့မော်လမြိုင်ကိုရောက်ရှိလာတဲ့စစ်ရှောင်တွေဟာနီးစက်ရွှေမျိုးနေအိမ်တွေမှာနေထိုင်တာရှိတယ်လို့ပုံကြီးကျောင်းတွေမှာနေထိုင်တာရှိပြီး လက်တလုံးစားနေခါလိုအပ်ချက်ရှိတယ်လို့ပြောပါတယ်။မော်မင်မော်တော့တော့ဆရာအဲ့ဒီနိုင်ရှိဆိုတော့တချို့ကျတော့သူ့စီမျိုးကြီးအိမ်ဘက်ကိုရိဆက်ရပါလေအဲ့လိုတွားကြတာရှိတယ်။နောက်ဒီရောတဲ့ဘက်မှာဘုံเจ้าမှာပေါ့အဲ့လိုစုနေတာ150ဝန်းကျင်လောက်ရှိ။အဲ့လိုလည်းလက်ချက်ကတော့သူတို့ဒီမှာစစ်ဆောင်လာတော့ဒီမှာဟိုစားနေခါလိုတယ်ပေါ့။နောက်ဒီကဘယ်လောက်ကြာမယ်မသိရှိဘူးဖြစ်လာမယ်မသိရတော့ဒါတော့နည်းနည်း ဒိဋ္ဌိဉာဏ်တစ်ခုပေါ့လေဒီမှာလည်းခြေနေဘယ်လိုမှမသိနေတဲ့အခါကျတော့ဒီခြေလိုချက်ကအမြင်ကြီးရှိနေမှာပေါ့စစ်ပေးဆောင်သူတွေကိုတော့စစ်ပေးဆောင်ရေးကူညီနေသူတွေကစာနေကြရီထောက်ပံ့ပေးတာရှိပြီးစစ်ပေးဆောင်သူဥယျာဉ်များလာတဲ့မြအခြေခံစားတောက်ကုံစည်းဝါးတွေလည်းလိုအပ်မှုရှိလာမှာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။လက်ရှိမှာလည်းနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းလက်နက်ကြီးပါဝင်ဒရုန်းတွေနဲ့ပါကြီးရွာတွေကိုတိုက်ခိုက်နေတာကြောင့်စစ်ပေးဆောင်တွေထပ်တိုးလာနိုင်တဲ့အခြေအနေရှိတယ်လို့စစ်ပေးဆောင်ကြီး ကုညီနေသူတွေကပြောကြပါတယ်တိုက်ပွဲတွင်စစ်ကောင်စီရဲ့လေရင်ဘုံကျဲတာလက်နက်ကြီးပစ်ခတ်တာပြီးရုံးတိုက်ခိုက်မှုတွေကြောင့်ကြံကာလတွင်ကြီးရွာနေဒေသခံပြည်သူ20နီးပါးတေဆုံးခဲ့သလို22ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသတွင်းသတင်းမီဒီယာကဆိုပါတယ်ကင်မြူသားစီယုံ KNU ဘိုးကလည်းကင်ပြည်နယ်နေရာအနှံ့ပြားမှာတိုက်ပွဲပြင်းထန်တာဖြစ်ပွားနေတဲ့အတွက်ပြည်သူလူထုအနေနဲ့တိုက်ပွဲဖြစ်ပွားရာဒေသတွေထဲကိုအရေးပေါ်အကြောင်းကိစ္စမရှိဘဲသွာလာတာတွေမပြုလုပ်ဖို့ဧပြီ16ရက်နေ့မှာသတိပေးထုတ်ပြန်ပါတယ် မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ပြည်လဲသိမ့်မြန်ရေးအတွက်သက်ဆိုင်သူအားလုံးနဲ့ဆက်လက်ဆွေးနွေးသွားမယ်လို့အာဆီယံဥက္ကဋ္ဌပြောဆိုခဲ့မှုပေါ့ဘလို့အချိန်လေးမျိုးမှာတွေးဆောင်ဆွေးနွေးနိုင်မလဲဆိုတာကိုကြေညာထားပြီးဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံပြောခွင့်ရဥနေဖုံးလက်ကပြောပါတယ်ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်အမျိုးသားညီညွတ်ရေးဆိုရ NUG အပါအဝင်တော်လိုင်းအင်အားစုတွေနဲ့စစ်ကောင်စီတို့တွေးဆောင်ဆွေးနွေးရေးအတွက်ကြေညာထားတဲ့နိုင်ငံရေးဥတီချက်6ချက်ကိုအခြေခံပြီး ဖြစ်နိုင်ခြေရှိမယ်လို့ NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလကတာလွင်တိုင်းကိုပြောပါရီမြန်မာနိုင်ငံမှာအင်အားပြင်းလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်လူသားချင်းစာနာမှုကူညီအတွက်အာဆီယံနဲ့ကြောက်ကထမလေးရှားဝန်ကြီးချုပ်အန်ရာအီဘရာဟင်ကမြို့သားညညရေးဆိုရ NUG အပါဝင်စက်ကောင်စီတို့ကိုအခုရက်ပိုင်းအတွင်းတီးခြားစီတွေ့ဆုံခဲ့တာပါတွေ့ဆုံမှုအပြီးမြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ပြန်လည်တည်မြဲရေးအတွက်လက်ဆိုင်သူအားလုံးနဲ့ဆက်လက်ဆွေးနွေးသွားမယ်လို့အာဆီယံဥက္ကဋ္ဌကပြောဆိုခဲ့မှုအပေါ် ဘလို့ချီနေမျိုးမှာတွေးဆုံဆွေးနွေးနိုင်မလဲဆိုတာကြီးညာထားပြီးဖြစ်တယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။စစ်ရာဇဝတ်မှုတွေကျွလွန်ခဲ့တဲ့သူတွေအနေနဲ့ဒီဟာတွေအပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုရှိသွားတာနဲ့ပေါ့နော်။သူကပြောရင်ကာလတရားမျှတမှုဖြစ်စဉ်ကိုဖြတ်သန်းပြီးတော့ဒီသူရဲ့တရားစီရင်မှုကိုကျွန်တော်တို့လက်ခံရမယ်ပေါ့နော်။ဒီအချက်တွေကိုကျွန်တော်တို့တရားဝင်ကြီးညာထားပြီးဖြစ်တယ်။ဒီချက်ဒီချက်ဒီပုံမှာအခြေခံပြီးတော့ဒါလျင်တွဲဆုံဆွေးနွေးမှုဆိုတဲ့ကိစ္စကဖြစ်နိုင်ရရှိမယ်ဆိုတော့ဒါထပ်လောင်းပြီးတော့အတည်ပြုပြောကြားလိုပါတယ်ဗျ။တရားဝင်ထုတ်ပြန်ကြေညာထားပြီးဖြစ်တဲ့ နိုင်ငံရေးဥတီချက်6ချက်ထဲမှာစစ်တပ်နိုင်ငံရေးကနေထွက်ခွာရမှာဖြစ်ပြီးလက်နက်ကင်အင်အားစုတွေအလုံးဟာရတားစုရရဲ့အုပ်ချုပ်မှုအောက်မှာပဲရှိရမှာပါ။ဒါအပြင်2008ဖွဲ့စည်းပုံခြေခံဥပဒေအောက်ကသွားတဲ့အခြေအနေမျိုးလုံးဝလက်ခံမှာမဟုတ်ပဲအများလက်ခံပါဝင်နိုင်တဲ့ Federal Democracy စနစ်ကိုအခြေခံတဲ့ဖွဲ့စည်းပုံခြေခံဥပဒေတစ်ခုရေးဆွဲပြီးအဲ့ဒီဥပဒေနဲ့ညီ Federal Democracy ပြည်ထောင်စုကိုတည်ထောင်မှာဖြစ်ပါလိမ့်။အဲ့ဒီနိုင်ငံရေးဥတီချက်6ချက်ဟာမြန်မာနိုင်ငံအတွက်ရောပြည်သူလူထုအတွက်ပါအင်မတန်ရေးကြီးပြီး လိုအပ်တဲ့အချက်တွေဖြစ်တယ်ဆိုတာအလုံးသိမြင်ကြပြီးဖြစ်တယ်လို့ဦးနေဖုံးလကမှတ်ချက်ပြုပါတယ်။မြမရေးလေးလာတုံးသက်သူဒေါက်တာလှကျော်စောကတော့အာဆီယံကတိုက်တွန်းလာတဲ့အတွက်စက်ကောင်စီနဲ့အန်ယူဂျီတို့ကြားတွဲဆောင်ဆွေးနွေးရေးလမ်းကြောင်းအပေါ်အချိန်ယူရမှာဖြစ်လို့တဖြည်းဖြည်းရောက်လာလိမ့်မယ်လို့တုံးသက်ပါတယ်။တော်လှန်ရေးဘက်ကတောင်းဆိုတာနဲ့ဒီဟိုနေ့ဘက်က ဟိုစစ်ကောင်စီဘက်ကမယူသားမှုပေါ့နော်ကျမတို့ဘက်ကတောင်းဆိုထားတာဟိုကျမတို့တော်လှန်ရေးဘက်ကတောင်းဆိုထားတာချုပ်ချက်ကိုဟိုဥနေဖုံးလတ်တို့ဘာလို့ပြောနေရလဲရှိရဥမာစစ်တကဟိုနေဘာလဲနိုင်ငံကြီးရထွက်ခွာမယ်ဘာမှဒါမျိုးတွေပေါ့နော်အဲ့မဲ့စစ်တပ်ကလုပ်နေတဲ့ရည်ရွယ်ချက်ကတော့သူကအချိန်ဆွဲဖို့ပဲလေသူ့အတွက်အထက်ကအမှန်တန်ကြီးရပြအထူးသဖြင့်ဒီငွေငွေမှာနေပြည်တော်ကတော်တော်ထိပါတော့သူအခက်အခဲကြီးတော့အဲ့လို ဟိုဘယ်လိုကောင်းလဲသူ့အပေါ်ဖိအားတွေနည်းနည်းရောပေါ်ပါတယ်သူ့ဘကလျှော့မဲ့ပုံအခုချိန်ထိပေါ့နော်မတွေ့သေးဘူးဒါပေမဲ့လို့ဒီဆွေးနွေးပွဲတွေကတော့ဟိုရှေ့တိုးနောက်ငယ်နေတော့မကြခင်ဖြစ်လာမယ်ထင်တယ်နော်နည်းနည်းတော့အချိန်ယူရလိမ့်မယ်ထင်တယ်ချက်ချင်းကြီးတော့တိတ်ထူးထူးခြားခြားကြီးဖြစ်လာစရာအကြောင်းမျိုးမရှိဘူးဧပြီလ18ရက်နေ့မှာအာဆီယံလှည့်ကြောက်ကထာမလေးရှားဝန်ကြီးချုပ်နဲ့မြို့သားညွေရေးဆိုရ UNG ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ ဟာနာသိမ့်မှုလင်းနေကျော်အတွင်းအွန်လိုင်းကနေပထမဆုံးတရားဝင်တွေ့ဆုံခဲ့ကြပါတယ်တွေ့ဆုံမှုအတွင်းအာဆီယံဥက္ကဋ္ဌနဲ့တကွာအာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်ဆံရေးတိုးမြှင့်နိုင်ရေးအပအဝင်မြန်မာပြည်သူတွေထံလူသားချင်းစာနာထောက်ထားမှုကူညီတွေထိရောက်စွာပေးဖို့ဖြန့်ဝေနိုင်ရေးကိစ္စရပ်တွေဆွေးနွေးခဲ့ကြတယ်လို့အန်ယူဂျီကသတင်းထုတ်ပြန်ပါတယ်ဟာနာသိမ့်မှုတွင်အာဆီယံတိုင်ဝမ်နဲ့ဖဲချင်ထားတဲ့စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်နိုင်ကိုလည်းဧပြီ18ရက်နေ့မှာအာဆီယံဥက္ကဋ္ဌကထိုင်းနိုင်ငံဘန်ကောက်မြို့မှာခေါ်ယူတွေ့ဆုံခဲ့ပါသည် မြန်မာနိုင်ငံငလင်ပေးကနေပြန်လည်ထူထောင်ရေးမှာအာဆီယံတိုင်ဝန်ကစီးလုံးညီညွတ်မှုနဲ့ဆက်လက်ကူညီရေးအပါအဝင်မြန်မာအာဆီယံတိုင်ဝန်ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့စစ်ကောက်စီကသတင်းထုတ်ပြန်ထားတာပါအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကတော့ငလင်တင့်ဒေတာတွေကိုလူသားချင်းစာနာမှုအကူအညီတွေထျောက်စွာပံ့ပိုးပေးနိုင်ရေးစစ်ကောက်စီနဲ့ NUG တို့ကြားအပြစ်ခတ်ရဆက်ရေးတက်တန်းတိုးဖို့သဘောတူခဲ့တယ်လို့သတင်းစာရှင်းလင်းပွဲမှာထုတ်ပြောခဲ့ပါတယ် ။ဦးနေဖုံးလက်ကအဖြစ်ခက်ရစေးဟာတဖက်တည်းလုံးလို့ရတဲ့ကိစ္စမဟုတ်တဲ့အတွက်ပြည်သူလူထုကိုဦးစားပေးကာကွယ်နိုင်ဖို့အရေးကြီးတာကြောင့်ခြေနေပေါ်မူတည်ပြီးတော့ဆောင်ရွက်သွားမယ်လို့ပြောပါရယ်။ဟိုအဖြစ်ခက်ရစေးဆိုတဲ့ကိစ္စကတဖက်တည်းလုံးလို့ရတဲ့ကိစ္စဟုတ်မနေဘူးပေါ့နော်။အဲဒီကြောင့်လို့ကျွန်တော်မလွဲတာမရှောင်တာအဲကျွန်တော်တို့ကျွန်တော်တို့ပြန်ပြီးတော့ခုခံရတဲ့အဲကိစ္စမျိုးတွေတော့ဒါရှိနေတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့ဒါပြည်သူလူထုကိုကျွန်တော်တို့ ဦးစားပေးတယ်ပြည်သူလူထုရဲ့ကျွန်တော်တို့အဆင်ပြေမှုပေါ့နော် ပြည်သူလူထုရဲ့အအသက်အိုးအိမ်စည်းစိမ်ကိုကျွန်တော်တို့ကာကွယ်နိုင်မှုဒါကအရေးကြီးတဲ့အတွက်ကြောင့်မလို့ဒီအခြေအနေတွေပေါ်မှာမူတည်ပြီးတော့ဒါစဉ်းစားဆောင်ရွက်သွားမှာဖြစ်ပါတယ်ဗျာလက်ရှိမှာတော့အမျိုးသားညွတ်ရေးဆိုရ NUG ကငလင်တဲ့ဒေတာတွေနဲ့ဆက်ဆက်ဒေတာတွေမှာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေဆက်လုပ်နိုင်ရေးဧပြီ20ရက်နေ့ထိတက်တန်းတိုးပြီးထိုးစစ်ကိုရပ်တန့်ထားပါတယ်စက်ကောင်စီကလည်းဧပြီ22ရက်နေ့ထိအပြစ်ရထားပြီးမြဲ လက်လွတ်ထားတဲ့နယ်မြေတွေပါဝင်စေးလှုပ်ရှားမှုရှိတဲ့ဒေသတွေမှာစစ်ကြောင်းထူတာလေကြောင်းတက်ခိုက်တာနဲ့တက်ပြောင်းတက်ရွှေ့တာတွေလည်းလှုပ်ဆောင်နေတာပါဒီအတွက်ကြောင့်တချို့ဒေသတွေမှာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့စစ်ကောင်စီရဲ့လေကြောင်းကနေပုံကျက်တက်ခိုက်မှုတွေကြောင့်ကလေးသူငယ်တွေပါဝင်ကိုဝင်ဆောင်တွေရတားပြည်သူတွေထိခိုက်ဒေဆုံးတာတွေလည်းရှိနေတယ်လို့ဒေသခံတွေစီကနေသိရပါတယ် ိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အခြေအနေမတိုးတက်လာရင်ယူကရိန်းငြိမ်းချမ်းရေးကြိုးပမ်းမှုဆွန့်လွတ်တော့မယ်လို့အမေရိကန်ပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘေဘေကတင်ဆက်ပေးထားပါဗျ။ မကြခင်အခြေအနေတိုးတက်လာတဲ့ရှင်းလင်းတဲ့လက္ခဏာတွေမတွေ့ရဘူးဆိုရင်ရုရှားယူကရိန်းငြိမ်းချမ်းရေးသဘောတူညီမှုရရှိရေးဂျာဝင်ညှိနှိုင်းပေးနေတဲ့အနေအထားကိုဆွန့်လွတ်လိုက်တော့မယ်လို့ American သမ္မတဒေါ်နယ်ထရန့်နဲ့နိုင်ငံသားရေးဝန်ကြီး Marco Rubio တို့က April 18ရက်မှာပြောကြားလိုက်ပါတယ်။မိမိတို့အနေနဲ့သဘောတူညီမှုမြန်မြန်ရရှိအောင်လှုံ့ဆော်လို့ကြောင်းသမ္မတထရန့်ကတင်ဒောက်တွေကိုပြောကြားလာတာဖြစ်ပါတယ်။ တကယ်လို့နှစ်နိုင်ငံတွေကတနိုင်ငံအနေနဲ့အရန်ခက်ခဲအောင်လှုံ့ဆော်နေမယ်ဆိုရင်မင်းတို့အယူတွေမင်းတို့တိတ်ဆိုးတဲ့လူတွေလို့ပြောပြီးဂျာဝင်ညှိနှိုင်းပေးနေတဲ့အနေအထားကိုလက်လွတ်ပေးသွားမှာဖြစ်တယ်လို့ထရန့်ကဖြည့်ဆွတ်ပြောကြားထားပါတယ်ရုရှားနဲ့ယူကရိန်းတို့ကရပ်ပိုင်းအတွင်းအခြေအနေတိုးတက်မှုရှိကြောင်းပြသရမှာဖြစ်ပြီးမဟုတ်ရင်အမေရိကန်အနေနဲ့ဆက်ပြီးညှိနှိုင်းပေးတော့မှာမဟုတ်ဘူးလို့နိုင်ငံသားရေးဝန်ကြီးရူဘီရိုကပြောကြားခဲ့ပြီးနောက်ထရန့်ကအခုလိုမျိုးပြောကြားခဲ့တာဖြစ်ပါတယ်။ ဥရောပယူကရိန်းခေါင်းဆောင်အနေနဲ့ပါရီမြို့မှာတွေ့ဆုံခဲ့ပြီးနောက်ဝန်ကြီးရူဘီရိုကမိမိတို့အနေနဲ့သဘောတူညီမှုရယူဖို့အဆုံးသက်အထိအကြကြီးမဆောင်နိုင်ပဲလာမယ့်ရက်ပိုင်းဒါမှမဟုတ်တရင်ပတ်ပိုင်းအတွင်းအချိန်နှီးတိုးတက်မှုရှိကြောင်းပြရလိမ့်မယ်လို့ပြောပါတယ်ထရန်ကတော့ဘယ်အချိန်လောက်ထိစောက်ဖို့ဆန္ဒရှိလဲဆိုတာကိုတိတိကျကျပြောဆိုထားတာမရှိသေးပါဘူး ကရင်မလင်နန်းတော်ပြောရေးဆိုခွင့်ရှိသူဒီမီထရီပတ်စကော့ကငင်းချမ်းရေးသဘောတူညီမှုနဲ့ပတ်သက်လို့အချိန်နှီးနည်းနည်းတိုးတက်အောင်လှုံ့ဆော်ထားပေမဲ့ဝါရှင်တန်နဲ့ဆက်သွယ်ရတာခက်ခဲတယ်လို့တုံ့ပြန်ထားပါတယ်။ရွေးကောက်ပွဲမဲဆွဲကာလအတွင်းထရန့်ကယူကရိန်းစစ်ပွဲကို24နာရီအတွင်းအဆုံးသတ်အောင်လှုံ့ဆော်မယ်လို့ကတိပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တမရယာဒူးကိုလက်ခံပြီးနောက်မှာတော့ထရန့်ကဧပြီမေလလောက်မှာသဘောတူညီမှုရနိုင်တယ်ဆိုတဲ့လေးတန်းပြောင်းသွားခဲ့တာဖြစ်ပါတယ်။ အစ္စရေးဝန်ကြီးချုပ်ကိုဖမ်းဆီးဖို့ပြက်ကွက်မှုကြောင့် ICC ကဟန်ဂေရီကိုစတင်စစ်ဆေးနေပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။အခုလာဆာမိုင်းကဘူဒါပက်စ်မြို့ကိုအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုလာရောက်ချိန်ဖမ်းဆီးဖို့ပြက်ကွက်ခဲ့ရတဲ့အကြောင်းရင်းရှင်းပြပေးဖို့နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC တရားသူကြီးတွေကဟန်ဂေရီနိုင်ငံစီတောင်းဆိုထားပါတယ်။ကာဇာစစ်ပွဲနဲ့ဆက်ဆက်လို့ဝင်ကြီးချုပ်နေတန်ယာဟုကိုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဆွဲချက်နဲ့ဖမ်းဆီးရေး ICC ကဝရမ်းထုတ်ထားပေမဲ့ ဟန်ဂေရီကသူ့ကိုကော်ဇော်နီခင်ပြီးကြိုဆိုခဲ့ပါတယ်။ဒီလိုလိုက်တာမှုမရှိခဲ့တဲ့အတွက်ဟန်ဂေရီကို ICC ကဧပြီ18ရက်ညနေပိုင်းကလေးကစတင်စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။အဲ့ဒီခီးစဉ်အတွင်းဟန်ဂေရီဝန်ကြီးချုပ်ပီတာအော်ဘန်ကမိမိတို့အနေနဲ့ ICC တရားရုံးကနေနှုတ်ထွက်သွားမယ်လို့ကြေညာခဲ့ပါတယ်။ ICC ဟာအမိခိုကင်းတဲ့တရားရုံးမဟုတ်တော့ဘဲနိုင်ငံရေးအရအတုံးချခံနေရတဲ့တရားရုံးဖြစ်တယ်လို့ဝန်ကြီးချုပ်အော်ဘန်ကရေဒီယိုကတစ်ဆင့်ပြောကြားခဲ့တာပါ။မိမိတို့အနေနဲ့ နိုင်ငံတကာသဘောတူညီချက်တရက်ကိုလက်မှတ်ရေးထိုးထားပြီးမဲ့ Hungary အပေါ်စီးကျက်မှုတွေအလုံးလှုပ်ဆောင်လာမယ်ဆိုရင်အဲ့ဒီသဘောတူညီမှုမှာမိမိတို့ဆက်မပါဝင်တော့ဘူးလို့ Hungary ဝန်ကြီးချုပ်ကဖြည့်ဆွတ်ပြောကြားထားပါတယ်။နေတန်ယာဟုခီးစင်ပြီးတဲ့နောက် ICC တရားရုံးတရားသူကြီးတွေကဖမ်းဆီးပေးရေးဟာ Hungary ရဲ့တာဝန်ဖြစ်ကြောင်းတိပေးစာရေးသားပေးပို့ခဲ့ကြပါတယ်။ Hungary အနေနဲ့တရားရုံးကနှုတ်ထွက်မယ်ဆိုရင်လည်းအချိန်တစ်နှစ်လောက်ကြာမြင့်နိုင်ပြီးဥရောပသမဂ္ဂတဲ့တခုတည်းသောတရားရုံးအဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံဖြစ်လာမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အောက်တိုဘာမှာလည်းရုရှားသမ္မတဗလာဒီမာပူတင်မွန်ဂိုလီးယားကိုတွားရောက်ချိန်ကလည်းဖမ်းဆီးမှုမရှိခဲ့ပါဘူး။ဂါဇာစစ်ပွဲနဲ့ပတ်သက်လို့ဝန်ကြီးချုပ်နေတန်ယာဟုနဲ့ဟာမက်စ်ခေါင်းဆောင်တွေကို ICC ကဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။အဲ့ဒီဖမ်းဝရမ်းနဲ့ပတ်သက်လို့ American နဲ့ Israel တို့ကတရားရုံးကိုဖြစ်တင်ရှုံချထားတာဖြစ်ပါတယ်။ မနက်ဖြန်ဧပြီလ20ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံအထက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေမှာတိမ်အထက်သက်ဖြစ်ထွန်းနေပြီးတောင်ပိုင်းဇုန်းဒေသတွေမှာတိမ်ထူထပ်နေတာကိုတွေ့ရပါတယ်။ AOD တိုင်းဒေသတချို့နဲ့တနင်္သာရီမြို့တို့မှာနေရာကွက်ကြောင်မိုးတက်ချုံရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုးတူပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာနေ့လယ်ပိုင်းနဲ့ညနေပိုင်းလေပြင်းမုန်တိုင်းတိုက်ခတ်ခြင်းမိုးတိမ်တောင်ကြီးများဖြစ်ပေါ်ခြင်းနေရာကွက်ရွေမိုးကြီးခြင်းမိုးသီးကြွေကြခြင်းလျက်စီးလက်ခြင်းလေဆင်နှမောင်းတိုက်ခတ်ခြင်းနဲ့မိုးကြိုးပစ်ခြင်းစတဲ့အန္တရာယ်တွေဖြစ်ပေါ်နေနိုင်တာကြောင့်ပုံမှန်ကင်းပြူကြဖို့လိုအပ်ပါတယ်မနက်ပြန်အတွက်ခံမှန်းချက်ကတော့ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အုပ်တို့မှာတိမ်အသင့်အသင့်မှတိမ်ထူထန်နိုင်ပါတယ် ရခိုင်ကမ်းရိုးတန်းနဲ့မြဝတွန်းပေါ်ဒေသတွေနဲ့မုတ်တမကွေတို့မှာလေယာအနောင်နောင်မြောက်ဘက်ကနေတနင်္လာနေ့စိန်ပိုင်းမှာ -10 ခန့်ထိတိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်မှာလိုင်းတင်တင်ရှိနိုင်ပါတယ်။တနင်္လာနေ့ကမ်းရိုးတန်းမှာလေဟာအရှိအရှိမြောက်ဘက်ကနေတနင်္လာနေ့9မိုင်မှာစိန်ပိုင်းခန့်ထိတိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်မှာလိုင်းတင်တင်ရှိနိုင်ပါတယ်။ချင်းပြည်နယ်မကွေတိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြောင်းမိုးထချုံရနိုင်ပြီးကြံတိုင်းနယ်ပြည်နယ်တွေမှာတော့နေရာဆိုင်ဆိုင်မှနေရာကျကျမိုးရွာသွန်းနိုင်ပါတယ်။ မကွေးတိုင်းတနင်္သာရီတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ34ဒီဂရီစင်တီဂရိတ်၊ဖမ်းမြို့မှာ33ဒီဂရီစင်တီဂရိတ်နဲ့ဒဝယ်မြို့မှာ32ဒီဂရီစင်တီဂရိတ်အထိသေးစီရှိနိုင်ပါတယ်။မြန်မာနိုင်ငံအလဲပိုင်းနဲ့မြို့ဝကျွန်းပေါ်ဒေသတွေမှာခရမ်းလွန်ရောက်ပြီးအညောကိအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်ပြီးတောင်ပိုင်းဒေသတခုလုံးမှာအလွန်ပြင်းထန်တဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။မြန်မာနိုင်ငံတဝန်းလုံးမှာမြူကျဆင်းမှုရောနေနိုင်ပါတယ်။ ်ဒီမိုလေးပသာအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရလူသားချင်းစာနာ ထောက်ထားရေးနဲ့ဘေးရန်ရဲ့ဆိုင်ရာဝန်ကြီးဌာနနဲ့ windy.com တို့ကနေရယူဖော်ပြတာဖြစ်ပါတယ်တောင်လင်းထိုင်းရဲ့ည8:00နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခန်းစားခဲ့ရတာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါသေးတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။